ထမင်းဟင်းချက်ဖို့အချိန်မရတဲ့သူတွေအခုလိုခန်းကျင်ဒီငပိချက်ကိုတခါချက်ပြီးတိုင်းအိမ်မှာ၄-၅ရက်လောက် တိုးစရာအတိုးမြုံလေးရှိုံနဲ့ထမင်းပူပူလေးနဲ့နယ်စားရဲ့အရန်ကမှအရသာရှိတဲ့ခရမ်းကျင်ဒီငပိချက်ကောက်ကောင်းလုံနေလေးလာမြောက်ပေးပါမယ်။ချက်နီးလေးကိုမကြည့်ရှုခင်လင်မှာနောက်ဗီဒီယိုအသစ်တွေလက်မလို့ရအောင်လို့ like and share တွေနဲ့ follower တွေနှိပ်တော်ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ဈေးတက်တန်နဲ့ရလာတဲ့ခရမ်းကျင်ဒီကိုရေနဲ့တန့်စင်အောင်ဈေးနှစ်ချမ်းခွဲအထယ်ကဥတိုင်းလေးဖြုတ်ပြီးလို့ရှိရင်တော့အနေတော့ပပလေးတွေလီဒါမှမဟုတ်ရင်ဆက်နဲ့ကြိတ်ချင်လဲကြိတ်လို့ရပါတယ်ခင်ဗျာ။ ချက်မဲ့ပမာဏလေးရပြီဆိုရင်တော့ဦးလေးထဲမှာစီလေးအတင်တင်လောက်ထည့်ပါမယ်။နောက်ထပ်ဆွေးမုတ်လေးအနည်းငယ်ထည့်ထောင်းထားတဲ့ကြက်သွမ်းမြူကြက်သွမ်းမြူလေးတွေကိုထည့်အနံ့လေးမွေးချိုင်လာတဲ့အထိမီဒီဖြည်းနေနဲ့လော်ပေးပါ။ကြက်သွမ်းစိမ့်နှံ့လေးပျောက်သွားပြီဆိုရင်တော့အစိမ့်မုတ်လေးအနည်းငယ်ထည့်အဆက်ကြိုက်တဲ့သူတွေအတွက်ငုပ်သီးခွဲချမ်းတောင်းလေးပါထည့်။မီလေးဖြည်းဖြည်းလေးနဲ့ငုပ်သီးလေးအနံ့အနည်းငယ်တင်ပြလာတဲ့အထိကျွန်တော်တို့ထိုက်ပြီးတော့ကြော်ချက်ပါမယ်။ မြုပ်တီးလေးတွေတူးမသွားအောင်လို့တတိလေးအနေနဲ့ထားပေးပါထောင်းထားတဲ့ပဇွန်ကြောက်လေးတွေပါထဲပဇွန်ကြောက်နိုင်လေးပို့ပြီးတော့အရသာရှိလေးပါပဲပဇွန်ကြောက်ထည့်ပြီးတာနဲ့မီးလေးပုံမှန်လောက်နဲ့အပေါ်အောက်တစ်ခေါက်ပြန်ပြီးတော့မူပါမယ်ဒီအချိန်မှာစီလေးနည်းတယ်လို့ခန်းစားရပြီမယ်ပဇွန်ကြောက်လေးစီဤသွားပြီဆိုရင်တော့သူ့အတူစီလေးပြန်ထွက်လာပါလိမ့်မယ်ခန်းညင်းဒီလေးတွေထည့်မယ်ဆိုရင်ထည့်လို့ရပါပြီ ခဲညင်သီးကိုကြတော့စိမ့်တာလေးတွေရွေးမသုံးမနဲ့မဲ့တာလေးတွေကိုပဲရွေးသုံးစေချင်ပါတယ်နောက်ထပ်အရသာကိုစားထည့်မယ်အသားမုတ်လေးအတင်တင်လောက်ထည့်မယ်နောက်ထပ်ငားငန့်ပြည့်လေးအတင်တင်ထည့်တမအောင်နောက်ထပ်တစ်ခေါက်အပေါ်အောက်ပြန်ပြီးတော့လုံးမွေပါမယ်ခဲငင်သည်ငပိချက်လောက်တဲ့အခါမှာစိမ့်စံငပိကိုနည်းနည်းကောင်းလာလေးရွေသုံးပါရည်ရင်းနဲ့ဖြော်ပြီးအနေတော့အတင်းတင်းလောက်ထည့်ပါ ထဲလိုက်တဲ့စင်စံကပိနဲ့အခင်းအညင်သေးလေးတွေတသားတည်းဖြစ်သွားအောင်လို့အပေါ်အောင်နှံ့အောင်တစ်ခါလောက်ပြန်ပြီးတော့လုံးဝေးပါမယ်။နောက်ထပ်ရည်လေးကိုလည်းအတင်းတင်းလောက်ထပ်ပြီးတော့ထည့်ပါမယ်နော်။ဖုံးကိုလုံအောင်ပိတ်ပြီးတော့ခင်းညင်သေးလေးတွေပပွက်ပြန်ဆူလာလေဒီတစ်ခါပြန်ပြီးတော့ချက်ပါမယ်။ ပေါ်ပေါ်လေးပြန်ဆူလာပြီဆိုရင်တော့အိုမကန်အောင်အပေါ်အောင်တစ်ခါလောက်ပြန်ပြီးတော့မှုပေးပါပေါ့ငန်အရသာလေးမြီးမယ်ဆိုလို့ရှိရင်လည်းဒီမှာကြုံမိထားပြီလို့ရပါပြီလိုအပ်တာလေးတွေကိုစိတ်ကြိုက်ထိုက်ပြီးတော့ထည့်နိုင်ပါတယ်ခင်းညင်သီးလေးတွေကမနူးသေးတဲ့အတွက်နောက်ထပ်အဖုံအုပ်ပြီးတစ်ခေါက်ပြန်ပြီးတော့ချက်ပေးပါ ချိန်လေးနည်းငယ်ကြာလာပြီခရမ်းညင်သီးလေးလည်းနူးပြောလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အမွေးကြိုင်လေးတွေထည့်လို့ရပါပြီเนาะကြိုသားကောက်ကောင်းရလေခရမ်းညင်သီးကဣပြီးတော့ဈာလို့ကောင်းလေးပါပဲဒါကြောင့်ခရမ်းညင်သီးငပိချက်တဲ့အခါမှာအချိန်လေးပေးပြီးတော့တတိယချာလေးချက်လေးစားရတာပိုရတာရှိတယ်ပါပဲနနန်မင်းလေးနည်းငယ်ထည့်မယ်15ရက်တပတ်လောက်တာရှိခံပြီးတော့တင်ထားခြင်းတယ်ဆိုလို့ရှိရင်เนาะဒီလို အစိမ့်ပါတဲ့အရွက်တွေအသီးတွေမထည့်ပါနဲ့နောက်ထပ်တစ်ခုကစီနဲနေရင်တာရှိထားလို့မရပါဘူးเนาะ စီများဖို့လည်းလိုပါသေးတယ်။မြုပ်သီးစိမ်းလေးတွေကိုနှစ်ချံခွဲပြီးတော့ထဲဒါတွေအလုံးကိုအပေါအောင်တမအောင်မွေးမီးလေးဖြည်းဖြည်းလေးနဲ့မြုပ်သီးစိမ်းတွေနနံမင်းလေးအရွက်လေးနွမ်းသွားတဲ့အထိကျွန်တော်တို့ထပ်ကြိုပေးလိုက်ရုံပါပဲနော်။အိမ်တအိမ်မှာအခုလိုငပိချက်လေးနဲ့ချက်ထားမယ်ဆိုလို့ရှိရင်နော်ဒိုက်စားတဲ့အခါဟင်းထက်ချက်ဖို့လည်းအချိန်မကုန်တော့ပါဘူးသူ့ကိုဗားလေးနဲ့တွဲဆိုင်ရင်လိုက်လဲဆိုရင်တော့ကစွန်ရွက်ကြော်လေးရဲ့နောက်ထပ်ကျဆွပြုတ်ပူပူနွေးနွေးလေးကိုမှ တမယာရေလေးညစ်တဲ့အတူအမြုံနဲ့စားရင်အရန်ကိုမှလိုက်ဖက်ပါဗါးစားလို့ရပါပြီเนาะခဲညင်ဒီငပိချက်ကောင်းလေးအင်းဆုံးချောင်းတော့နည်းနိုင်လေးနဲ့ရှေ့ဟင်းကျလာတယ်ဆိုတော့ဂျုံသားကဲ 干嘛？书包了就能摘，先得摘。大家帮我看一下。嗯，这下咋比较漂亮？这下不能叫巴了。 ชูใ่่ไม处อ菜，没ี比那不顶，就是今天的。ทำอจะไรแบบคาคาเลยจุ ตาจริงๆนี่ไม่รู้ 好的、嗯、呢，继续。 ေးရတမန်တော်ကြိုက်အညာကိုကြောင်းနေလို့စီစဉ်မရှိဘူးကြောင်းနေလို့စီစဉ်ရှင်အညာမှာတမန်ပေါ်တော့အညာလူတွေခေါ်ခြင်းခေါ်ရရနော်ဒီရဲ့ဆွဲလုံးတမန်ပြင်လိုက်တော့ကုန်တယ် လက်စွပ်ရတော့အေးပြတဲ့ညာငါမောက်ဘူးကြည့်ရှေ့တမန်တော်မခါတော့ပြပြကောင်းလို့တမန်တော်မခါတော့ဘူး ရတော့ရှင်ပဲเนาะစားရှင်တော့ဒီမှာစားလို့ရပါတယ်ကျွန်တော်တို့ရှင်ချက်နေရတော့ကျွန်တော်ချက်တက်လာတဲ့အတိုင်းပဲချက်ကြည့်ကြည့်ပါဒီလိုမျိုးဟင်းကောက်ကောက်ချက်နေလေးတွေကိုနေ့စဉ်နဲ့များကြည့်ရှုချင်တယ်ဆိုလို့ရှင်တော့ကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel တွေကို Like and Share လုပ်တော့ပြပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီနေ့တော့ဒီလောက်ပဲဘိုင်ဘိုင်ไอ้สวยเจียยาเนาะไลฟ์ป่วยได้ไข่ยาเนาะมั้ยอ๋อ ဲ့ဒါပြည့်ဒီချိန်ကတော့ဗျာ